ပြီးခဲ့တဲ့6လအတွင်းမှာပဲအေနယ်ဘူပေါင်းတပ်တွေဖမ်းဆီးထိန်းသိမ်းထားတဲ့စစ်တုံးမှန်းဥယျာဟာတရားကြော်ထိရှိလာခဲ့ကြောင်းအေနယ်ဘူပေါင်းတပ်တွေထုတ်ပြန်ချက်တွေအရသိရပါတယ်ဒီလက်နက်ချမှုတွေဟာရိုးရိုးတိုက်ပွဲတွေမှာဖြစ်ခဲ့တာမျိုးမဟုတ်ပဲစစ်ကောင်မရှင်ရဲ့အသက်သွေးကြောတွေကိုဖျက်တောက်နေတဲ့မဟာဗျူဟာမြောက်စစ်စင်ကြီးတွေမှာဖြစ်ပေါ်နေတာပါမြန်မာနိုင်ငံရဲ့အနောက်ဘက်ဝင်ပေါက်အတွက်လေကြောင်းရင်ကောက်ဝေးမှာအရေးပါတဲ့နေရီကန်ဗျူဟာဂုံနဲ့စစ်ကောင်မရှင်လက်နက်ခဲယမ်းထုတ်လို့ရည်အတွက်အဓိကကြတဲ့ကောက်ဝေးပစ္စည်းစိတ်အောင်ကပ္ပဆာတွေကိုတိုက်ခိုက်တဲ့ ိုက်ခိုက်မှုတွေမှာဖြစ်ပွားနေတာပါအေးပူပေါင်းတပ်တွေဟာနိုင်ငံကံပြူဟာကုန်းကိုလာပေါင်းများစွာကြောက်အောင်ဝိုင်းဝန်းပိတ်ဆို့ထားချိန်မှာစစ်ကူတွေပြတ်တောက်ပြီးရိခါခက်ခဲနဲ့ကြုံတွေ့နေရတဲ့စခန်းတွေကနေလက်နက်ချအလင်းဝင်လာသူနဲ့ဖမ်းဆီးရမိသူ60ကျော်တိရှိခဲ့တယ်လို့အေးနဲ့နှိစက်တဲ့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်လက်နက်ချအလင်းဝင်လာသူအများစုဟာမကြသေးမီကမှအာဒမစစ်မှုထမ်းဥပဒေနဲ့စုဆောင်းခံထားရတဲ့တပ်သားတွေဖြစ်ပြီးအသက်၁၈နှစ်မပြည့်သေးတဲ့ကလေးစစ်သားတွေတောင်ပါဝင်နေတယ်လို့အေဘက်ကထုတ်ပြန်ထားပါတယ် နိုင်ငံပြည်ဟာကုန်းအပြင်အေပူပေါင်းတက်တွေဟာပကူ ARR နဲ့မကွေးတိုင်းအဆက်တွေကစစ်ကောင်ရှင်ရဲ့လက်နက်ခဲယံထုတ်လို့ရတဲ့အဓိကကြတဲ့ကာကွယ်ပစ္စည်းစိုင်ရုံကပ္ပစရီကိုပါပြင်ပထားတိုက်ခိုက်နေပါတယ်။နိုဝင်ဘာလဆန်းကပဒေါင်းမြို့နယ်ကပ္ပစ16အနီးမှလည်းစစ်ကောင်ရှင်တပ်ဖွဲ့ဝင်တွေလမ်းဖြူထောင်လက်နက်ချခဲ့ပါသေးတယ်။